စစ်ပဋ္ဌာန်းများမြေဟီးတန်နဲ့နောက်ကိုရီးယားစစ်အာဏာသမ်းတွေဟာပြောင်ရမ်းမြို့ကိုပြင်းထန်နေခဲ့ပါလေ။ဟာဆန်နဆယ်လိုခေါ်တဲ့စံတမှုမပြည့်ရသေးတဲ့တိုက်ကြီးပြစ်ဒုံးကြီးအစ်စ်အပါဝင်ဒုံးကြီးပြစ်လို့ရင်းစနစ်အစ်စ်တွေကိုပြတ်တက်ခဲ့ပါလေ။ဤဒုံးကြီးဟာသီအိုရီအရအမေရိကန်ပြည်တော်စုအတွင်းမြေတိနေရာသို့မဆိုးရောက်ရှိနိုင်ပါလေ။၎င်းအဆိုင်ကစီ3အင်ဂျင်ဟာပြစ်လို့မှုမတိုင်မီတည်ရှိရန်ပုံမှုခက်ခဲစီတယ်။ဆိုပါလည်းနဲ့အစ်စ်တွေကို ကျေးဇူးနေသူများထဲတွင်နိုင်ငံတကာအဲ့တဲ့အသစ်အချို့လည်းပါဝင်ခဲ့ပါတယ်။ကင်ဂျုံဥအားဗီယက်နမ်သမ္မတတိုလန်တျုတ်ဝန်ကြီးချုပ်လီချန်နဲ့ရုရှားနိုင်ငံရခိုင်သမ္မတဒီမီထရီမက်ဒဗီဒက်တို့နဲ့အတူစီရေပြအခမ်းအနားကိုကျေးဇူးခဲ့ကြပါတယ်။စစ်သားများခြေတက်မှုမှာရုရှားကုစဒေတာတွင်ယူကရိန်းတပ်ဖွဲ့များနဲ့တိုက်ခိုက်ခဲ့သောတိုက်လေယာဉ်များလည်းပါဝင်ခဲ့ပါတယ်။ကင်ဂျုံဥအား၎င်း၁၄နှစ်ကြာဦးဆောင်ခဲ့တဲ့ မြောက်ကိုရီးယားဟာအင်အားကြီးမားပြီးတည်ငြိမ်ကြောင်းပြသလိုပါတယ်သူက၎င်းနိုင်ငံတွင်နျူကလ িয়ার လက်နက်များအပါအဝင်အင်အားကြီးမားသောအမျိုးသားကာကွယ်ရေးရှိကြောင်းပြသလိုပါတယ်ထို့အပြင်တရုတ်နဲ့ရုရှားနဲ့ယင်းနီးတဲ့ဆက်ဆံရေးဓမ္မတစ်ဆင့်မြောက်ကိုရီးယားနိုင်ငံတကာယာတုနေရာဟာပုံပုံအားကောင်းလာကြောင်းပြသလိုပါတယ်နော်ကိုရီးယားဟာ၎င်းလက်နက်အချို့ကိုရုရှားတို့ပို့ဆောင်နေပြီဖြစ်တယ်။ဤစစ်ရပြအခမ်းအနားဟာရုရှားသမ္မတပူတင်တို့ဒါမှမဟုတ်ကမ္ဘာတွင်းမှာရှိတဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့ဝယ်ယူသူများတို့မြောက်ကိုရီးယားလက်နက်ထုတ်လို့ရင်းနဲ့ထောက်ပံ့ပေးနိုင်မှုစွမ်းရည်ကိုပြသဖို့အတွက်ကင်ဂျုံဦးနီလန်တစ်ခုလည်းဖြစ်ပါတယ်။တာဝေးပြစ်ဒုံးကြီးတွေဟာအမေရိကန်ပြည်ထောင်စုကိုပြစ်အားပေးရန်ကြိယာတစ်ခုအဖြစ်အသုံးပြုနေပြီးမြောက်ကိုရီးယားတာမချက်များဖြစ်တာဆွေးနွေးမှုများတို့ပြန်လည်ရောက်ရှိရန်စူးစမ်းနေပါတယ်။ကင်ဂျုံဦးနဲ့ဒေါ်နယ်ထရန့်တို့ဖြစ်နိုင်သောတွေ့ဆုံမှုအတွက်ပြင်ဆင်မှုအနေဖြင့်ဤစီရေးပြအခမ်းအနားဟာမြောက်ကိုရီးယားနျူကလ িয়ার စွမ်းအားစီရင်အားနဲ့ တူနဲ့ရုရှားနဲ့ယင်းဒီတော့မိတ်ဆွေရေးကိုပြသနေပါတယ်။၎င်းကထို့သို့တော့တွစ်ဆုံမှုဖြစ်ပေါ်ပါကကင်ဂျုံဦးအားဦးဆောင်နိုင်ရန်ကူညီပေးမှာဖြစ်တယ်။ဆေးရပြခန္ဓာနဲ့ကိုရီးယားအလို့သမားပါတီ6အနည်း60ပြည့်အထိန်အမှတ်ကြီးကျယ်သောအခမ်းအနားဟာအမေရိကန်ပြည်ထောင်စုကိုပြင်းထန်စွာဒါမှမဟုတ်ဒေါ်တာဖြစ်ပွဲစကလုံးများမပဝင်သည့်အတွက်ထူးခြားခဲ့ပါတယ်။ဆေးရပြမတိုင်းမီကင်ဂျုံဦးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ပတ်သက်၍ဆွေးနွေးသောအမတ်တရားများရှိနေသေးသော ပြောကြားခဲ့ပါတယ်။သူဟာအနာဂတ်ဆွေးနွေးမှုတွေအတွက်ပွင့်လင်းမှုရှိကြောင်းအကြံပြုခဲ့တော်လဲဝါရှင်တန်ကမြောက်ကိုရီးယားကိုနျူကလ িয়ার နိုင်ငံအဖြစ်လက်ခံမှသာဖြစ်သည်ဟုဆိုသည်။